ဟေးယိုချူပလီတဲ့ဂျင်မအောင်မဲမင်္ဂလာပါဂျက်စ်ဝါရှင်ကနေပြန်လဲကျွစော်လိုက်ပါတယ်ခု just then ဆက်ပြီးမဲ့နော်အထူးသတင်းလေးတွေကမတ်လ20ရက်နေ့နေ့လယ်ပိုက်ထိရရှိထားတဲ့စစ်ခွေးဒီမတာပေါ်သောတဲ့ရန်ကောင်းလေးတွေရဲ့နော်မတ်လ20ရက်နေ့မနေ့အထင်ပေါ့နော်ရရှိထားတဲ့စစ်ခွေးဒီမတာပေါ်သောတဲ့ရန်လေးတွေနဲ့ပေါင်းပြီးမှတင်ဆက်ပြီးသွားရင်နောက်မှာနော်ကရင်တွေကိုဂျင်းထက်ဖို့စူးစမ်းနေတဲ့ကြောင်စုကိုကိုစင်မဆုံးမလိုက်တဲ့ဗီဒီယိုဖိုင်လေးရဲ့ပြီးတော့နောက်မှာနော်ဒီစစ်တောင်းကိုစမ်းအိတ်အပြင်ဆိုတဲ့ကောင်းကမ်ပိန်းမဲကောင်းစင်လေးနဲ့နော်မဲရောင်းရင်းနဲ့နော်အမိုက်တဲ့တဲ့ တင်ဆက်ပြီးတဲ့သတင်းလေးတွေကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ပြီထုံးဆောင်တဲ့ just net သူဆောင်တွေလိုက်ပါကျေးဇူးပေးတဲ့ဖိတ်ခေါ်ပါတယ်။ကြောက်ပြီသတင်းလေးတွေလူရင်းသူနဲ့ဖတ်ပြပါမယ်။ဟုတ်ပြီပထမဆုံးသတင်းတော့ပုံနေနဲ့စကိုင်းတိုင်းအင်းတော်မြို့နယ်တို့စစ်ကိုလာတော့စစ်တပ်ပူပေါင်းစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရစစ်ကောင်စီဘက်မှအရာရှိနဲ့စစ်သား33ဦးတီဆုံးပြီး33ဦးအရှင်ဖာမီကာအိုးနော်အလက်နဲ့ 54လက်တင်းဆက်ရရှိတယ်လို့သိရှိရပါတယ်။အယောနော်အဲ့ဒီအကတော့နော်အမတ်တစ်စစ်ဒေတာကသတင်းထုတ်ပြန်လိုက်တဲ့သတင်းလေးဖြစ်ပါတယ်။ကောင်းလိုက်တဲ့သတင်းကောင်းမှကောင်းနော်။ပြီးတော့ချင်းပြည်နယ်ဖလားမြို့တိုက်ပွဲအတွင်းအကြဖက်စစ်တပ်ရဲ့ခလာရ260တိုက်ရင်မှတိုက်ရင်မဒုတိယဘူမိုးကြီးဝီလင်းထွန်းနဲ့ဒုတိယမိုးအောင်တီဟာတို့တည်ဆုံခဲ့ကြောင်းသိရှိရပါတယ်။ ကောင်းမှကောင်းနော်ဟွန်းပြီးတော့မြန်မာနိုင်ငံတော်ဝဲမစလာ20ရင်းနေရရှိထားတော့အချက်လက်များရစစ်ကောက်စစ်တပ်ဖွဲ့ဝင်73ဦးခွိတီဝတ်တီတည်ဆုံးပြီးမှတာပေါ်တော့ကြောင့်ဘီတုကာကွယ်တပ်ဖွဲ့အများကြီးထုတ်ပြန်ချက်နဲ့ပြောဆိုချက်များသိရှိရပါတယ်ကောင်းမှကောင်းပြီးတော့တနင်္သာရီတိုက်ထဝိမြို့နယ်ဒဝိနေပညာတက်ကတူတွင်တက်ဆွေထားတော်စစ်ကောင်စီတပ်သားများရေးဝဲထွက်လာစဉ်စောင်းကြိုတိုက်ခိုက်ရာ3ဦး ခွိတ်ဒီဝဒီတေဆုံးပြီးမတာပေါ်သွားကလက်နဲ့တလက်လက်နဲ့သုံးလက်ပေါ့နော်တင်းဆက်ရရှိခဲ့တယ်လို့သိရှိရပါတယ်။ကောင်းမှကောင်းအားရလိုက်တာနော်ပရိသတ်ကြီးတို့ကအားရကြပါတလားကွန်မန့်မှာမှန်ပြီးကြပါနော်။ကဲဟုတ်ပြီနော်တရင်ထိုးရီတွေကဒီလောက်ပါပဲ။ဆက်လက်ပြီးမှကျွန်တော်တို့ကိုစီတင်းဆက်ပြီးတဲ့တရင်လေးဆက်ကြည့်လိုက်ကြအောင်နော်ခုကျွန်တော်တို့တိုင်းပြည်ဟာလေကုန်ခဲ့တဲ့ RND အစိုးရ9နှစ်တာမအုပ်ချုပ်ခဲ့လို့ရှိရင်ဒီအချိန်နောက်ဆိုရင်အာနာသိမ့်တဲ့အကောင်လက်သေးကိုဒီတိုင်းပြည်အာနာရောက်သွားခဲ့ပြီ မင်းအောင်နိုင်မှာမဟုတ်ဘူးဘသူပဲတိတ်တိတ်ဘာဖြစ်လို့လဲဆိုတော့ဒီ9နှစ်မှာကျွန်တော်တို့ကအကြာအမြင်တွေအများကြီးတိခဲ့တယ်နောက်တစ်ချက်ကခစ်ခစ်ကဒီနေ့ခစ်က ID ခစ် social media ခစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကဒီတော်လှန်ရေးမှာ၄နှစ်ကြာတဲ့အထိဒီချိန်ကြီးလောက်လာနေတယ်အခုဒီမှာကြီးကြော်စိုးဘူးနော်အခုလက်ရှိစစ်ကောင်စီဘက်ကနေစိုက်ဝါဖြန့်နေတဲ့ဒီမုတ်ဆိုးမဟွာကင်းနဲ့အောင်မင်းတို့နော်ကြော်စိုးဦးတို့နော်နောက်ပြီးတော့ကြော်မျိုးအမင်းတို့ဟုတ်လားမလား အဲ့ဒီကောင်တွေကစပြီးတော့11 media group လို့စသဖြင့် MRTV တို့မြဝတီတို့အဲ့ဒီဘက်ကဟာတွေကသူတို့စကားပြောလိုက်လို့ရှိရင်မဟုတ်တာကိုအဟုတ်လို့ပြီးတော့ပြောတာအဲ့တော့တည်င်း media ရှင်းဖို့မှာတည်င်းရဲ့ဘယ်လိုက်လို့မရဘူးဆိုတာပါဒါပေမဲ့အများဖြစ်ကဘက်လိုက်ကြတယ်ဘလို့ဘက်လိုက်ကြတယ်ကြောရိုးပင်တိုင်တော့ပျောက်လို့မရဘူးတည်င်းရဲ့ကြောရိုးပေါ့အခုဒီဒီနေရာမှာဒီကိစ္စဖြစ်တယ်အဲ့ဒီဖြစ်တယ်ဆိုတော့ကြောရိုးကြီးကိုတော့ပျောက်လို့မရဘူးမဖြစ်ဘူးဆိုတော့မဖြစ်ဘူးဆိုတော့ကြောရိုးကြီးပျောက်လို့မရဘူး အဓိကပြောချင်တာတော့မဟုတ်တာကြီးကိုဟုတ်ပါတယ်လုပ်လို့မရဘူး။အဲ့ဒါမီဒီယာတမမဟုတ်ဘူး။မဟုတ်တဲ့အရာတစ်ခုကိုဟုတ်ပါတယ်လုပ်မရဘူး။ဟုတ်နေတဲ့အရာတစ်ခုကိုပိုကြီးထွားအောင်ချဲ့ထွင်ပြီးတော့ချဲ့ကားပြီးပြောလို့ရတယ်၊ကြုံပြီးပြောလို့ရတယ်။အဲကြုံပြီးတင်ဆက်လို့ရချဲ့ပြီးတင်ဆက်ဒါကမီဒီယာပညာပေါ့။အဲ့တော့လက်ရှိစစ်ကောင်စီမှာနော်ဖားရားပြီးတော့မြောက်ပေးနေတဲ့ကောင်တွေကိုကြည့်လိုက်။ပောက်ပန်း50မဟုတ်တာကြီးကိုအဟုတ်လုပ်ပြီးတော့လေဝါဖြန့်ခဲ့တာ။အဲ့တော့ကျွန်တော်တို့တွေကဒီ social media ခင်မဟုတ်ပဲနဲ့ နော်အန်ဒီအစိုးရ9နှစ်တည်းမအုပ်ချုပ်ခဲ့ရဘူးပြီးလို့ရှိရင်ကျွန်တော်အဲ့ဒီချိန်မှာနားမျက်စိတည်းမပွင့်ခဲ့ရဘူးပြီးလို့ရှိရင်အခုလိုမျိုးဆိုရှယ်မီဒီယာတွေလည်းမရှိသေးဘူးလို့ရှိရင်ဒီတိုင်းပြည်ဟာကြာပြီးနှစ်ပိုင်းအတွင်းမှာတည်းအာဏာသိမ်းတဲ့ကောင်လက်ထက်ရောက်လာဘာဖြစ်လို့လဲဒီကောင်တွေကမဟုတ်တာကိုအဟုတ်လို့ပြီး EO ကျွဲဖြစ်အောင်တတွင်တွင်ပြောနေတယ်နော်သူတို့မှလူတယောက်ရဲ့ကျင့်ဝတ်လူတယောက်ရဲ့တိတ်ခါလူတယောက်ရဲ့တန်ဖိုးဘာတစ်ခုမှမရှိဘူးအဲ့ကျွဲဆုံးမှမကြည့်ဟိုပြင်းပြင်းနေမှာ ူစောချော်နေရဲ့အဲ့ယိုစစ်ကောင်စီက drone နဲ့တေကန်ကာမီကာစီ drone နဲ့ဘုံကျဲတိုက်ခိုက်တယ်အဲ့တော့အဲ့ဒီတင်းကိုကြော်စိုးဘလို့ပြောထားဆိုတော့ကြည်လိုက်ဟုတ်တဲ့အခြေအနေတခုကတော့ကျွန်တော်တို့ဒါ KNL တက်မာခွန်ခွန်ရဲ့ဒီဌာနချုပ်ဌာနချုပ် area တဲ့ကိုဒီစစ်သွေးကြပီရဲတွေကနေပြီးတော့အတင်းကန် drone 30နဲ့ဒီကနေ့မနေ့တိုက်ခတ်မှုတွေပြုလုပ်ပါတယ်အဲ့တော့အိမ်ကတော့ကျွန်တော်စောချော်နေရဲ့အိမ်ပါစောချော်နေရဲ့အိမ်ကိုစစ်သွေးကြပီရဲတွေကအတင်းကန် drone သုံးစီးနဲ့တိုက်ခတ်မှုတွေပြုလုပ်တယ်ဒီဥစောကျော်နေရဲ့အိမ်ကိုစစ်သွေးကြွပြီးတဲ့တွေကတိုက်ခတ်မှုက၃ချိန်ရှိပါပြီပထမတစ်ခါက2024ခုနှစ်အောက်တိုဘာလ20ရက်နေ့တိုက်ခတ်တယ်ပြီးရင်ကျွန်တော်2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှာတချိန်တိုက်ခတ်တယ်လက်ရှိလက်ရှိဒီခဏမှာဒီခဏမှာပိုင်းမှာလည်းကျွန်တော်တချိန်တိုက်ခတ်ပါတယ်အဲ့တော့၃ချိန်တိုက်ခတ်ပါတယ်ကျွန်တော်တို့ဒီအတိအကျနော်မတိလို့ရှိရင်တခင်အတိအကျကိုပြောတယ်လို့မျိုးပြောရတာနော်စက်နှားထောင်ကြည့်ဘလောက်ထိမျက်နှာပြောင်တိုက်တဲ့အောက်တန်းစားခွေးလို့လဲဆိုတာအဲ့ဒါကြည့်နော် တက်မာခွန်ကလက်ရှိလက်ရှိစီးပြိပုကတဲမှာဝင်မပါတာကတက်မာခွန်တစ်ခုပဲရှိပါလေတက်မာခွန်တော့ရှင်းပါလေငါတို့တိုက်လာခဲ့တာ290ကျော်သွားပြီမင်းတို့တိုက်ရှင်မင်းတို့တိုက်ငါတို့ဝင်မပါဘူးလို့သူကပြောထားခဲ့တဲ့ KNU ရဲ့ခေါင်းဆောင်ပိုင်းပါဘူးဆိုကြားတယ်နော်ကြားတယ်နော်အဲ့တော့ကြော်စိုးနွားရင်ကြော်စိုးဦးရင်မင်းကြော်စိုးဦးမဟုတ်မင်းအမျက်ဦးနေတဲ့ကောင်ဆိုတော့ခွေးလိုအမျက်ဦးနေတဲ့ကောင်ဆိုမင်းကပြောပြမယ်ကြော်စိုးဦးရင် တမဟာခွန်ဝါလီတော်လိုင်းစတဲ့ဖြစ်ပေါ်တဲ့ကအာနာတိတ်ထားတဲ့ကဝင်လာတဲ့စီဒီယံမှန်တမ်းကိုအကုန်လက်ခံပြီးတော့နေရာချပေးတယ် PDF တွေကိုတင်နှန်းပေးတယ်နော်လေ့လာပြီးမှပြောရတယ်မင်းကဒီခလေးကလားအထာနဲ့ ဒီ KNU နဲ့ PDF တွေကိုရန်တိုက်ချင်တာတခုတည်းနဲ့เนาะအဖူးစောစောနေအေယို PDF တွေရဲ့ drone နဲ့ဘုံကျဲလိုက်တယ်အဲ့လိုမျိုးမင်းပြောလိုက်တာနဲ့အဲ့ဒီကရင်ကောင်းဆောင်တွေကအကုန်လုံးယုံကြည်ွားလာကရင်ကောင်းဆောင်တွေပြောလိုက်ကွာရက်ွက်ထဲမှာရှိတဲ့တာမန်လူငယ်ကရင်လေးတယောက်ကဆာမင်းပြောတဲ့သတင်းကိုလက်ခံွားဟောလာဟမ်ဒီနေ့ခစ်ကိုလည်းကြည့်အောင်လေကွာဒါဆက်ဆက်ရှိလို့မျိုး EO ကျွဲလို့ပြီးတော့တိုင်းပြည်ကိုဂျင်းထည့်လို့ရတယ်ခစ်မဟုတ်တော့ဘူးဆိုတော့အတိလေးတော့ကိုမင်းတို့တွေးဖို့ကောင်းတယ်เนาะမင်းတို့အဲ့ဒီ အဖိုးစောချော်နေရဲ့အဲ့ဟိုဘုံကျဲတိုက်ခိုက်တာဒီဘယ်ကဆိုတာသမင်းစားတဲ့လူတိုင်းရန်တိတယ် KNU မှာရှိတဲ့လူတွေအားလုံးကဒီ drone ကဘယ်က drone ဘယ်ကအတုံးပြူတဲ့ drone PDF တွေအတုံးပြူတဲ့ drone ကမင်းတို့ကိုမေကိုလုံးစစ်ခွေးတွေအတုံးပြူတဲ့ drone လားဆိုတာအဲ့ဒီလူကုန်တိတယ်နော်နောက်ပြီးတော့အဲ့ဒီ drone ကြတဲ့နေရာဘယ်နေရာကိုကြတာလဲအဲ့ဒီနေရာမှာဘသူတွေတောင်နေခဲ့တယ်နော်နောက်ဆုံးပြောမယ် ော်နာမည်တော့ငါမပြောဘူးအဲ့ဒီဒရုန်းကြတာဘဒူနေခဲ့တဲ့အဆောင်တက်တဲ့ကိုကြတယ်မထင်နဲ့အေးအဲ့လောက်အဲ့လိုတိမှလာခဲ့တိလာအဲ့လောက်အဲ့လောက်ပုံစံနဲ့ဂျင်းလာမထင်နဲ့နော်ရှင်းလားစပြောဟောကြောင့်ဒီကလက်ရှိကျွန်တော်စီးပရူကအတွင်းမှာသူဝင်မပါပါဘူးတော့ PDF တွေကအာဒီပူပေါင်းပြီးတော့တိုက်ဖို့အတွက်ဒီ PDF တွေကသွားပြီးတော့ဥစောကြောင့်ညို့သွားပြောတယ်သွားပြောတဲ့ခါမှာဥစောကြောင့်ညီကငါတို့တိုက်လာခဲ့တာ နှစ်ပေါင်း80ကျော်သွားပြီတက်မလို့မင်းတို့တိုက်ချင်တယ်မင်းတို့ပြောတယ်စစ်ကောင်စီတိုက်ချင်မင်းတို့တိုက်อืมတေချာနားတော့သူ့ရမလားဘာလို့သူတိတယ်ဆိုတော့အဲ့ဒီအဲ့ဒီချိန်မှာလေမဥတော်နေသူ့သူ့မိမသူ့အမေကိုခေါ်ပြီးချနေလို့သူတိတယ်အမသူ့အမေကိုသူသွားခေါ်ရင်းတယ်သူအဲ့လောက်ဒီတိတိကျကျတိထားတာဟုတ်တယ်မလားမင်းတို့တိုက်ချင်တိုက်ငါမပါဘူးဟုတ်လားတကယ်ကွာလူတယောက်အတန်ဖို့မဲ့အောင်ပြောရဲတယ်နော်ဟိုတလို့ကျွန်တော်အဲ့ဟောတာတခုမရှိဘူးကြည့်ပြောနေရုပ်ကြည့်ရုပ်တည်နေတော့ ဟာမုတ်ဒီနှစ်ပွဲစားစားလို့ရုပ်ဒီနဲ့ပြောနေတာခက်တီတီပဲဟာမင်းတို့တိုက်ရှင်တိုက်ပါဘာဖြစ်လဲဟာစောက်ပေါ်မှာစောက်ပေါ်ပြီကွာဟမ်ပြ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 ငါတို့မတိုက်တော့ဘူးငါတို့မတိုက်ဘူးလက်ရှိအခင်းချင်းမှာလည်းတိုက်ဖြေလိုက်အောင်တိုက်တော့ဝင်းကိုမပါတာ तू อ่ะတက်မှာကွာဝင်းကိုမပါတာအဲ့မှာကျွန်တော်တို့ဒီတက်မှာခုနှစ်မှာရှိရဲ့ဒီတက်မှာရဲ့စကန်ကိုတိုက်တာကဒီ PDF နဲ့အခြားသော KNU အဖွဲ့တွေကဝင်တိုက်တာတက်မှာခုအဖွဲ့တွေကဝင်တိုက်တာတော့မဟုတ်ဘူး အဲ့ဒီကိစ္စကိုဒီ PDF ကလည်းမကျင်တော့ဘူးမကျင်တဲ့ခါမှာသူကပရိပကတခုဖြစ်လာပြီဆိုရင်အဒီတက်မတော်တိုက်ခိုက်တဲ့နေသူတို့ကပုံမှားတွေ့မြသူတောက်လျှောက်ကိုသူကဘုံကျဲအသေးကတော့နဲ့တိုက်ခိုက်မှုတွေပြုလုပ်တာအဲ့တော့ခင်ဗျားကတက်ကဦးစောကျော်နေအိမ်တက်မတော်ကတိနေရပါဗျာခင်ဗျားသွားတိုက်ချင်အသေးကတော့နဲ့ပဲတိုက်မယ်ဗျာခင်ဗျားကလည်းလင်းနဲ့ပဲခင်ဗျားလင်း၃စီတော့နဲ့ခင်ဗျားဘုံကျဲပလိုက်အဲ့ဒါဆိုရင်မင်းတို့တက်မတော်ကအခုထိမတိုက်ချင်သေးလို့ပေါ့ဟုတ်လားဩဖိုးစောစောကျော်နေဒီအိမ်နဲ့တိတယ်ဟုတ်လားအခြားတော့ တိုင်းသားလက်နက်ကင်ခေါင်းဆောင်လေးတွေအိမ်နေတဲ့အုပ်တိတယ်မတိုက်ဘူးဆိုရင်ဒီနေ့ဒီမတိုက်မတိုက်ခင်သေးလို့ပေါ့အဲ့လိုဩအေးမှတ်ထားမယ်နော်တိလာတိလာမှတ်ထားမယ်နော်မတိုက်ခင်သေးလို့မတိုက်တာဟုတ်တယ်မလားအဲ့လိုအဲ့လိုအဲ့လိုမင်းယုံခိုင်းနေချင်တာမလားယုံပေးမယ်ယုံပေးမယ်မင်းယုံခိုင်းချင်တယ်လို့ပဲတတိုင်းပြီးတော့မှရှိတဲ့လူတွေယုံပေးမယ်တိလာတတ်မတော်ကြီးကမတိုက်ချင်သေးလို့မတိုက်တာနော်ဒီအိမ်တွေကိုတိတယ်အဲ့လိုယုံခိုင်းချင်တာလားဆောက်ဘောဆောက်ဘောဖင်ခံလိုက်ပါလားအမေဟိုးမြစ်တိ တဝဲကနေဟိုမြစ်ကြီးနားကြီးမှာစုံကြီးစမ်းကြီးဖင်ခံပြီးပြောနေလဲအောနေလိုက်အမသိလားနော်ဟောဗျာဦးတမတော်အဲ့လိုလိုဒီနေ့ဦးစောကြောနေမြဲရှိဦးမရှိတော့အဲ့ဒီဖြစ်စရာတမတော်လောက်တော့မပေါ့ဘူး PDF တွေလုံချင်းဖြစ်ပါတယ်ခင်ဗျတမတော်ကလုံချင်းဗျာခင်ဗျဒီအသေးခံ drone နဲ့သွားကျင်းမလားဗျာသွားကျင်းမလားဗျာလင်းခင်ဗျလင်းနှစ်စီးလောက်နဲ့သွားကျဲလိုက်တော့မှာဗျာဒါမှမဟုတ်လေခင်ဗျဘုံကျဲနေနဲ့သွားကျဲလိုက်သွားကျဲလိုက်မှာပေါ့သွားကျဲလိုက်မှာဗျာအဲ့တော့အဲ့ဒါဆိုရင်ကွာမင်းတို့ငါပြောပြအောင်ကကယန်ယူရတော့ထား နော်မင်းတို့တက်မတော်တိရဲ့တန်းနဲ့မလုပ်ဘူးဆိုအခုအေးအေးရခိုင်တက်တော်အေးအေးအပါဝင်မင်းတို့အကြမ်းဖက်အဖြစ်ကြီးညာထားတဲ့ NUG နော်အေးအေးမင်းတို့မင်းတို့ဘက်ကကြီးညာနေတာအကြမ်းအဲ့ဒီလူတွေလည်းနေနေအောင်မင်းတို့မတိလို့လားမလုပ်ချင်လို့မလုပ်တာလားဟုတ်လားအထိတ်ပဲရှိတဲ့ဇကားကိုပြောလို့ကြော်စိုးဦးပဲနော်မင်းအဲ့လိုပြောလိုက်တာနဲ့ကရင်အဲလူပြည်သူတွေနဲ့ ကရင်လက်ထက်ကင်တွေအာဟုတ်တယ်ဒါငါတို့ကို PDF တွေတိုက်တယ်ဆို PDF တွေကိုပြန်ပြီးကရင်နဲ့ PDF ပြန်ချပေးရမယ်ပေါ့မင်းအဲ့လိုဖြစ်ချင်တာလားဟုတ်လားမင်းမင်းနဲ့မင်းနဲ့အရင်ချပြလိုက်အဲ့ဒါဆိုဖြစ်ပေးလိမ့်မယ်တဲ့သိလားနော်အဲ့ဒါအဲ့ဒါဆိုဖြစ်နိုင်တယ်သိလားမင်းမင်းကိုမင်းပြန်ချမလားမချဘူးမလားမင်းမင်းမင်းမသိတယ်မလားအေးအဲ့လိုပဲဒီ drone နဲ့လာချတာဒီဘဒူဆိုတော့ဟိုကသိတယ်သိလားနော်ရှင်းတယ်နော်အေးအဲ့တော့မင်းမင်းကိုမင်းပြန်ချမယ်ဆိုရင်တော့ဟိုဟိုကလည်းမင်းပြောတဲ့စကားကိုယုံပေးလိမ့်မယ်နော်အဲ့ဒါရှင်းတာမရှိတော့ဘူးအဲ့ဒါရှင်းတာဖုန်းတူမှာပဲရှိတော့ သိလားနော်ကြော်စုပ်ဦးမင်းငါကြည့်ရတနာမင်းကိုမွေးခဲ့တဲ့မင်းအဖေနဲ့အမေတက်ရှိထင်ရှားရှိသေးတာမရှိသေးတာတော့ငါမသိဘူးနော်မင်းလိုကောင်မျိုးကိုလူလောကကိုထားပေးခဲ့တဲ့မင်းအဖေနဲ့အမေဘလို့အကုတို့ကြီးတဲ့အလုပ်ကိုလုပ်ခဲ့လဲမသိဘူးဘလို့အောက်တန်းစားတဲ့ကောင်မျိုးဆက်ဖြစ်တိုင်းပြည်မှာထားခဲ့တဲ့မင်းအမေနဲ့မင်းအဖေနော်နဲနဲနော်နော်အကုတို့မဟုတ်ဘူးနဲနဲအကုတို့တိုင်းပြည်ပေါ်တက်ပြီးတော့ဒလုံမဟုတ်တော့ငါတို့ဆိုလေပြောမင်းကငါတလ300ပေးမယ်အဲ့ဒါလိုမျိုးဟာလုတ်ပေးပါလာပြော့ လှဲ့တော့မကြည့်ဘူးတိလာမင်းတို့ကမင်းတို့ကိုဂျိုးလေးရဖို့အတွက်ဒီမဟုတ်တာကြီးကိုအဟုတ်လုပ်ပြီးတော့ပြောရဲတဲ့ပါဇက်อืมအံ့ဩတယ်တကယ်အဲ့ဒီနေရာတော့မင်းတို့ကအံ့ဩတယ်ဘာဖြစ်လို့ဒါကြီးကမှားနေမှန်းလဲတိတဲ့အရာကြီးမှန်ပါတယ်ခက်တီနေလို့လာဟာနဲတော့ဆောက်ချက်ပုံတော့အဲ့တော့လူဆိုတာဟိဒီအော်တပတ်တရားဆိုတာဖင်ပြောင်ချွတ်ပြီးလမ်းလျှောက်မှာအရှက်တရားမဟုတ်နော်တကယ်အရှက်တရားဆိုတာမကောင်းတာကိုမလုပ်ဘူး မကောင်းမှန်းသိတဲ့အတိုင်းမပြောဘူးမှားနေမှန်းသိတဲ့အရာကြီးကိုမှန်တယ်သွားပြောတယ်ဆိုတာအဲ့ဒါဟေးအော်ဒါပါတီကမရှိလို့ပဲအဲ့ဒီအရှက်အကြောက်ကကြောက်ဖို့ကောင်းတယ်အဲ့တော့ဖင်ပြောင်ချုပ်ပြီးလမ်းလျှောက်နေတဲ့လူတယောက်ကိုမတိတော့အာဒီလူမရှက်ဘူးလို့ပြောကြတယ်အများစုကဒါပေမဲ့အဲ့ဒီလူကြားတဲ့ဖင်ပြောင်ချုပ်ပြီးလမ်းလျှောက်နေတဲ့လူတယောက်တော့မင်းတို့ထက်အများကြီးတန်ဖိုးရှိသေးတယ်သူ့မှာအချက်သိက္ခာဆိုတာရှိသေးတယ်မင်းတို့ကတကယ်အဲ့ဒါတော့အချက်သိက္ခာမှမရှိတဲ့အောက်တန်းစားတယ်နော် ဒါတော့ကျွန်တော်တို့ဥစောကြုံနေတဲ့ PDF တွေရဲ့ကျွန်တော်တို့ဖြစ်နေတဲ့အခြေအနေပါအဲ့တော့ PDF တွေကလည်းဥစောကြုံတွေတို့ကအသေးအသေးတက်ချင်တာလောက်ကြံနေအောင်ရောဥစောကြုံတွေကလောက်ကြံနေတာအဲလောက်ကြံတော့လည်းပဲအထားမပြောက်သေးဘူးပေါ့ဗျာဒါဘယ်လိုပဲဖြစ်ဖြစ်ဒါဂရုစိုက်မဲ့အခြေအနေပေါ့ဒါတော့ကျွန်တော်တို့ဒီကနေ့ဆက်ဆက်တဲ့အခြေအနေကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်ကိုပေါ့တို့နော်ဖို့ဥစောကြုံအဖိုးနဲ့အတူတူနေခဲ့တဲ့လူတွေကမင်းတို့လှန်ပြနေတယ်မှာပြောရမပြောဆိုဘူးတဲ့အမှပြီလားပြောတယ် နော်အဲ့လိုလေးပဲငါပြောမယ်သိလားနော်အဲ့တမဟာဖုန်နေပြည်တဲ့မှာဘ누구တွေနေခဲ့တယ်ဘ누구တွေခိုလုံပြီးတော့ဘ누구တွားခဲ့တယ်အဲ့ဒီလာတဲ့လူတွေကိုဘလိုမျိုးကြိရှုစောက်ရှောက်ခဲ့တယ်အဲ့ဒါလေးပဲအရင်သိလားနော်ဘာလို့ဆိုတော့မင်းတို့ကအခုငါကြည့်ရတာလေဒီတော်လိုင်းဖက်အချမ်းကိုမင်းတို့ကဂျင်းထက်တာနဲ့မတူတော့ဘူးမင်းတို့ကိုယ့်လူကိုပြန်ပြီးတော့တတ်နေတာတူတယ်မင်းတို့ကိုယ့်လူကိုပြန်ဂျင်းထက်နေတာတူနေပြီအဲ့တော့မင်းတို့ကဘာဖြစ်လဲဆိုတော့ဟာဒီတိုက်ပွဲမှာနော်ဖယဲဒီဖယဲဒီဆိုတဲ့ဟာမျိုးမင်းတို့ကဖယဲဒီမဟုတ်တော့ဖယဲဒီရဲ့ဆိုလေ မိကိုလူကိုတေတွေနဲ့ပို့လိုက်ကိုလူတွေကိုနမ်းမစည်းပိတ်အောင်ဂျင်းထဲလိုက်အာငါတို့နိုင်နေပြီငါတို့ကဘလို့ဆိုအဘကောင်နဲ့ပေးတေခိုင်းလိုက်နော်ခါတမတမသွားလိုက်ပြုတ်လိုက်တရင်တရင်သွားလိုက်ပြုတ်လိုက်စစ်ချောင်းချောင်းသွားလိုက်ပြုတ်လိုက်အမင်းတော့ခါအခန်းထဲကနေပေါက်ပန်း40ဖုံးထောင်ပြီးတော့အရှိမလျှောက်ဩနေတာဟမ်ဘာတစ်ခုမှလည်းရုပ်တံတက်တွေဗီဒီယိုတက်တွေဓာတ်ပုံတက်တွေဘာတက်တွေမှမရှိဘူးဘယ်နေရာမှာဘာဟိုနေနေဘလောက်ဘလတ်တွေဘလောက်ပြေးသွားပြီးလို့អော်လိုက်ဟမ်မြောက်ပေးလိုက် ရှင်းတယ်မှာမျိုးကန်းသွားလိုက်ရှိတဲ့လက်နဲ့တွေတပုံတပီးပါသွားလိုက်อืมเนาะမင်းငါပြောမယ်ကွာအခုတော်လှန်ရေးစတဲ့ကတော်လှန်ရေးစကစား PDF တွေမှာလောက်ရှိပဲရှိတယ်เนาะဟုတ်တယ်เนาะအဲ့တော့လက်ရှိစကိုင်းမှာနေတက်ရင်ပေါင်းဘယ်လောက်ရှိတယ်အရင်လေ့လာကြည့်လိုက်เนาะအခြားတနိုင်ငံလုံးမှာရှိတဲ့ PDF လောက်ပဲအရင်ကြည့်ကွာအဲ့ဒီ PDF တွေကင်ထားတဲ့လက်နဲ့တွေကနိုင်ငံခြားဝယ်တဲ့လက်နဲ့ထက်မင်းတို့စစ်တပ်ကပေးတဲ့လက်နဲ့ဘယ်ဟာများလဲ ြည်စံမပြောသေးဘူးเนาะเนาะအဲ့လောက်လေးပဲအဲ့လောက်လေးပဲတွေ့အဲ့တော့အမှန်တရားဆိုတာအဲ့ဒါ logic ကြက်ကြက်ကြည့်တတ်ကတယ်တွေးတတ်ကတယ်မြင်တတ်ကတယ်เนาะအဲ့တော့တဲ့ကဘဒုဘကကြာရှုံးနေတာလေဘဒုဘကခွေးဖြစ်နေတာလေเนาะအဲ့လောက်လေးပဲတွက်ဆက်အဲ့တော့လက်ရှိဒီတော်လှန်ရေးမှာလေငါတို့ဒီတိုင်းသားလက်နက်ကင်တွေနဲ့ PDF တွေကိုလက်နက်တပ်ဆင်ပေးဆုံးအလှရှင်ကမင်းပပိုင်မင်းအောင်နိုင်တဲ့မင်းတို့အမေလီစစ်ခွေးတွေပဲဒါပဲဂျေဆုတင်တယ် မင်းအဲ့လိုမျိုးပေါက်ပန်း40များများပြောပြီးအဲ့လိုမျိုးမင်းတို့ကပေါက်ပန်း40များများပြောလေတော်နိုင်ပဲအချမ်းအတွက်ပြည်သူ့ရဲ့ယုံကြည်မှုကအလုံးလုံးနေရလေနော်ဒါကြောင့်မလို့ဒီပြည်သူ့ခိုင်ထဲမှာကျေးဇူးတင်နေတယ်တိလာအဲ့လိုမျိုးပေါက်ပန်း40များများပြောပြီးမဲ့မင်းတို့လိုအောက်တန်းစားလေမင်းတတ်မတော်ချစ်တူးဆိုတဲ့ဘက်မှာများများရှိပါစေလို့ဒီကနေဆုတောင်းပေးလိုက်တယ်တိလာဟုတ်တယ်နော်ကိုစီပြောတဲ့တကယ်ထောက်ခံတယ်တကယ်အားရပါတယ်နော် ဒီကြောင်စိုးတော့ကြောင်မွန်မင်းတော့နော်ဘောဟင်းတော့နော်ဒီကောင်ဒီဒီကောင်ဒီအော်လီငါတို့ပြည်သူတွေရေးရလေပဲနော်ငါတို့ပြည်သူတွေထောက်ခံနေသူပုံများလေပဲကိုစေပြောသောသလိုပေါ့နော်ဒီကောင်ဒီကတိလားနိုင်ကိုမနိုင်တော့တာတိတဲ့အတွက်ဒီကောင်ဒီကအရှုံးပေးပေးမှငါတို့ PDF ဖက်မှာငါတို့ PDF နဲ့ပေါင်းမှလဲသူတို့ကရှက်တာတကယ်တော့ဒီကောင်ဒီစိတ်တက်ကတော်တော်ကြာနေပြီဒါမဲ့ ဒီတိုင်းကြီး blind ကြီးတို့တွေလည်းအာမရောလည်းကိုအပိထောက်ခါမဟုတ်ကိုရပ်ဖို့လည်းအစမပြေတော့မလုတ်ချင်ပဲနဲ့ဆက်လုံနေရတဲ့ပုံစံမျိုးဖြစ်နေတာဒီကောင်းတယ်အဲ့ဒါကြောင့်အဲ့ဒါကြောင့်ဒီကောင်းကြီးကတည်င်းကြီးရဖို့တောင်းမှာဘာတည်င်းမှမရှိတော့လို့နော်ပေါက်ပန်း၄၀တွေပေါက်ပန်း၄၀တည်င်းတွေထရေးကောက်ပြီးမှပျော်လိုက်တာ နော်ဒီကောင်းကြီးဟမ်သူတို့ပြောတဲ့တည်င်းတွေကဘာမှတိကျမှုခိုင်လုံမလို့မရှိတလို့နော်မြဲတမ်း လိုလိုဂျင်းတဲ့င်းတွေကြီးပဲတင်ပြနေတာအဲ့ကောင်ဒီဘက်ကဘယ်အမှန်တရားမှတခါမှချမပြရဘူးတစ်တည်နေတခါမှလည်းမပြောပြရဘူးနော်ပါဇက်ကြီးကနေပဲအာကြကြတဲ့အော်ပြီးမှပြောနေကြတာဒီကောင်နေနော်အားလုံးအတိပါပဲအားလုံးတိပိတာဖြစ်တယ်ပါမထူထူထူပြောင်းစရာမရှိတော့ပါဘူးဒီကောင်းကြီးရဲ့အကြောင်းပေါ့နော်။ရဟုတ်ပြီဆက်လက်ပြီးမှကျွန်တော်အမကြီးတေးတေးတင်စပီတဲ့တော်တာလေးဆက်ကြည့်လိုက်ကြအောင်ပေါ့နော်။ဒါကတော့အာမြို့နယ်တောင်ဦးပခပကနေပြီးတော့ ဦးစီးကျင်းပတဲ့ campaign လေးတိန့်တထောင် campaign လေးဖြစ်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့မလေးရှားနိုင်ငံမှာစတင်ပြီးတော့ရောင်းချနေပြီပေါ့နော်အဲစတင်ရောင်းချတာတော့မဟုတ်ပေါ့ရှင်ရောင်းချနေရတော့ကြာပါပြီဒီမလေးရှားမှာကတော့အခုမှစတင်ရောင်းချတာဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော်တို့မအားနေတာကြောင့်ပေါ့အင်းအဲ့တော့ဒီ campaign လက်မှတ်လေးတွေကျွန်မစီမှာတစ်ဆောင်ကို30 ringgit နဲ့ဝယ်ယူလို့ရပြီဆိုတဲ့အကြောင်းကိုအာမလေးရှားမှာရှိနေတဲ့ပြည်သူတွေเนาะအမှန်တရားပတ်တော်သားများကိုဒါကြော်ညာပေးတာပေါ့ အဲ့တော့ကျွန်မအနေနဲ့ဒီလို campaign ကြီးမလုပ်တာလဲကြာပြီပေါ့နော်အေးဒီပထမတစ်ခေါက်သိန်းတစ်ထောင် campaign ပြီးတဲ့အချိန်မှာကျွန်တော်တို့ကြားထဲမှာတခြားကိစ္စတွေတခြားပွဲတွေနဲ့လှုပ်ရှုပ်သွားတယ်ပေါ့အခုမှဒါဒီ2025မှာဆိုတော့ဒီ campaign လေးကပထမဦးဆုံးလုပ်ဖြစ်တဲ့ campaign လေးဖြစ်တယ်ပေါ့အဲ့တော့အားပေးကြပါအောင်ပေါ့ရှင်တကယ်လို့ဝယ်ယူခြင်းနဲ့เนาะထောက်ပံ့ခြင်းနဲ့ဆိုလို့ရှိရင်เนาะကျမရဲ့ Messenger မှာကျမရဲ့ WhatsApp မှာကျမရဲ့ Facebook မှာဒီ TikTok Messenger မှာလည်းလာပြီးတော့ကျမကိုဆက်သွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းလေးပြောခြင်းနဲ့ပေါ့เนาะ အဲနောက်တစ်ခုကဘာပြောချင်တာလဲဆိုတော့ဒီဗောမာတွေဘက်ကတည်ပြီးတော့ကျမတို့အခုလိုမျိုး campaign တွေလုပ်တဲ့အခါเนาะအာသူတို့တွေเนาะခွက်ခေါက်နေပြန်ပြီးသူတို့တွေဒီလိုပြောမှထမင်းစားရမှာပေါ့ဆိုပြီးတော့ပုံဖြတ်နေတဲ့เนาะတော်လန်ရေးကိုအင်အားရုတ်ရော့အောင် ပုံဖြတ်နေတဲ့ဒီအများအများစွာရှိရပေါ့ကျမတို့ဗီဒီယိုပိုင်းအောက်မှာအနေနဲ့ comment လာရေးတဲ့ဘောမတတ်တိုက်ရှိတယ်ပေါ့ရှင်နော်ဆိုတော့အဆင့်တန်းမရှိတဲ့ကောင်းနေပေါ့နော် ချီပိုးရောကောင်တွေရှိတယ်။အဲ့တော့အဲ့ချီပိုးရောကောင်တွေဘာပြောချင်တာလဲဆိုတော့တော်လန်ရေးနဲ့ပတ်သက်လို့ရှိရင်ကျမတို့တွေကလုတ်เสียနှစ်ခုပဲရှိတယ်။ကျမတို့ရိုးရိုးပြည်သူလူထုကိုပြောတာနော်။တော်လန်ရေးသမားကိုပြောတာနိုင်ငံရေးသမားကိုပြောတာမဟုတ်။နိုင်ငံရေးသမားတွေမှာတော့လုတ်เสียများတယ်ရှိ။အဲ့တော့ကျမတို့ရိုးရိုးပြည်သူမှာကတနက်ကရင်ကန်မကိုင်မကိုင်ရင်တော့ခွက်ကိုင်ပေါ့ရှင်နော်။อืมအဲ့ကျမတို့မှာအဲ့ဒါပဲရှိတာ။ ကျွန်တော်တို့လုတ်ပေးနိုင်တာအဲ့ဒါပဲရှိတာအဲ့တော့ကျမတို့ကခွက်ကင်တဲ့နေရာမှာအမျိုးမျိုးရှိရရှိတရောင်းစားလဲခွက်ကင်เนาะဖျားအတွက်အကြောင်းအတွက်ဆိုပြီးတော့အလှခံတဲ့កောင်းလေးလဲခွက်ကင်တာပဲเนาะအဲ့တော့ကျမတို့ကတော်လန်ရေးအတွက်နိုင်ငံရေးအတွက်ကင်တဲ့ခွက်ဖြစ်တဲ့အတွက်ဒီခွက်ကသွေးစွန်းတဲ့ခွက်ဖြစ်တယ်เนาะအဲ့တော့ခွက်ကင်နေဆိုတဲ့နေရာမှာခွက်အမျိုးမျိုးရှိတယ်ရှင်เนาะ ဲ့တော့ဒီလိုသွေးစွန်းနေတဲ့ခွက်ကိုကန်ရဲတဲ့လက်တွေကကျမတို့ပြည်သူလူထုအတွက်တော့လေးစားစရာကောင်းတယ်လေးစားစရာကောင်းတယ်ဒါအမှန်တရားအောင်မြင်လို့ရတဲ့လူတွေအတွက်ကတော့လေးစားစရာကောင်းတယ်ပေါ့ရှင်နော်အဲဒီလိုမှမဟုတ်ဘဲနဲ့အမှန်တရားကိုမမြင်နိုင်တဲ့မျက်ကန်းသစီတွေကတော့ခွက်ကန်နေဆိုပြီးတော့မှ လိုက်ပြီးအပုတ်ချတာပေါ့ရှင် ဲ့တော့ကျွန်မကကြိုင်နဲ့ခွက်လေးကြွားတယ်ဆိုတော့ကိုတော့ပြောချင်ပါတယ်တနက်ကရင်ကင်မကရင်ခွက်ကင်အဲ့ဒါကျွန်မတို့လက်ရှိတော်လန်ရေးမှာဖြတ်တန်းနေရတဲ့ကာလတစ်ခုမှာတော့အမှန်တရားတစ်ခုပဲလက်ခံနေကျွန်မတို့ခွက်ကင်ဒါပေမဲ့ကျွန်မတို့ကင်နဲ့ခွက်ကတန်ဖိုးသိကြီးတယ်နော်အဲ့ဒါလေးကိုတော့ရှင်တို့ကောင်းနေမှာမှတ်သွားဟုတ်ပါနဲ့အဲ့တော့ကျွန်မတို့อืมပြည်သူလူထုကိုပြောချင်တာကကျွန်မတို့ရဲ့ လက်ရှိတော်လှန်ရေးအခြေအနေကိုနော်အားလုံးသိကြပြီးပြီဖြစ်တယ်ကျွန်တော်တို့လက်ရှိတော်လှန်ရေးအခြေအနေကကျွန်တော်တို့ဒီပြည်နယ်တွေကိုမြို့နယ်တွေကိုတိမ့်နိုင်ဖို့ကဒါအဓိကဖြစ်နေတယ်နော်ဘယ်နိုင်ငံကမှကျွန်တော်တို့ပြည်သူအတွက်ကျွန်တော်တို့နိုင်ငံအတွက်ဆိုပြီးတော့ဘယ်နိုင်ငံကမှကူညီမဲ့မျှော်လင့်ချက်မျိုးကျမတို့ထားလို့မရဘူးဘယ်နိုင်ငံကမှကူညီမှာမဟုတ်ပို့ပြီးတော့သာစိုးသွားမှာသူတို့ရဲ့အကျိုးမြတ်အတွက်ပဲ လုတ်သွားမှာဖြစ်တယ်ပေါ့နော်အခုလဲလက်ရှိမင်းအွန်လိုင်းကကျွတ်မင်းရဲ့ဟိုဟာကိုအသုံးပြုပြီးတော့ကျွတ်မင်း story ကိုအသုံးပြုပြီးတော့မှအင်းဒါလုတ်နေတဲ့လုတ်ရက်တစ်ခုကိုကျမတို့အနေနဲ့မြင်ရမယ်ဆိုရင်တော့ကျွတ်မင်းပဲလို့ခေါင်းဆောင်ပဲဖြစ်ဖြစ်ကြွက်နဲ့နှိုင်းတာတော့ကြိုက်မယ်မထင်ပါဘူးဒါရင်ကျေးမှုတွေရဇဝင်နေเนาะတမိုင်းအစင်လာတွေเนาะအဲ့ဒါတွေကတော့ဒီလူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားမှာမတူတာတွေရှိတာပေါ့ ဒါပေမဲ့ကျမတို့မြန်မာနိုင်မြန်မာတွေပဲလက်ခံထားတဲ့เนาะကျမတို့ဗုဒ္ဓဘာသာတွေပဲလက်ခံထားတယ်ကျွမင်းတို့စင်မင်းတို့ဆိုတာကเนาะဒါကျမတို့ဘာသာရေးရလက်ခံထားတာလीเนาะတမိုင်းနေရလက်ခံထားတာလीဒါပေမဲ့ခေါင်းဆောင်တယောက်ကိုကျွမင်းနဲ့နိုင်ပြီးပြောတာတော့ဘယ်ခေါင်းဆောင်မှကြိုက်မယ်မထင်ဘူးอืมအဲ့တော့ကျွမင်းကိစ္စကိုကျမဘာလို့ထည့်ပြောရလဲဆိုတော့အခုလက်ရှိเนาะမြန်မာနိုင်ငံကိုအာဏာသိမ်းထားတဲ့စစ်အုပ်စုခေါင်းဆောင်ဖြစ်တဲ့မင်းအောင်လှိုင်ဟာစိတ် ပုံမှန်မဖြစ်တော့ဘူးဆိုတာကိုကျမတို့မြင်ရတယ်။နော်ဒီလိုစကားမျိုးကြီးကိုဘယ်လိုစိတ်နဲ့ပြောတယ်ဆိုတာကျမတို့နေနဲ့ဒါခတ်မှန်းလို့ရတယ်ပေါ့နော်။အဲ့တော့ပြောချင်တာဘာလဲဆိုတော့မင်းအွန်လိုင်းရဲ့နားမှာနော်မှားနေတာကိုတိတိကြီးနဲ့မှားပါတယ်လို့ထောက်ထောက်ပြရဲတယ်လို့မရှိတော့ဘူး။အဲ့တော့အယူတယောက်ကလှုပ်ချင်အောင်လှုပ်ရမ်းကားနေတာကိုသူတို့ကအမှုပြန်ပတ်မှာစိုးလို့ အကုန်လုံးဟုတ်ပါတယ်အမှန်ပါတယ်နော်သူတို့ရဲ့အကျိုးအမြတ်တွေသူတို့ရဲ့ဒီသူတက်လာမဲ့ຢာသူတွေအတွက်ဒီအယူတယောက်လောက်တာကိုတီးခံနေရတယ်ခေါင်းငုတ်ခံနေရတယ်အနေထားလို့ပဲကျွန်မအနေနဲ့တော့မြင်နေပေါ့နော်အဲ့တော့ဒီပူတင်လိုလူမျိုးကလည်းဒီကြွမင်းနဲ့နှိုင်းတာကိုကြိုက်မယ်လို့တော့ကျွန်မမထင်ဘူးဒါပေမဲ့ကျမတို့နိုင်ငံကိုအဲ့ဒီလိုနိုင်ငံကြီးတွေနဲ့ပေါင်းပြီးတော့เนาะရောင်းစားမဲ့ကိစ္စ နိုင်ငံကိုကျုံပြုတ်မဲ့ကိစ္စမှာတော့မင်းအွန်လိုင်းကဘာမှမစင်စားတာတည်ကြတဲ့အစိုးဆုံးအခြေအနေကိုလုံမှတည်ကြဒါတွေကိုကျမတို့ထက်ခါထက်ခါပြောခဲ့ပြီးပြီပေါ့နော်အဲ့တော့ဘာလို့ထက်ခါထက်ခါပြောနေရလဲဆိုတော့ဒီကိစ္စဟာအယူတယောက်ဆိုပေမဲ့ဒီဟာကမြန်မာနိုင်ငံအတွက်တော့တကယ်ကိုမှဟိုကြောက်စရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်တယ်ပေါ့နော်ရုရှားအနေနဲ့ဟိုချင်းကလာမဲ့ကိစ္စရက်တွေအများကြီးပဲရှိတယ် အဲ့ဒီအပေါ်မှာလည်းနိုင်ငံတိုင်းကစောင့်ကြည့်နေမယ်လို့ကျွန်မထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒါနျူကလီနျူကလီယာဆစ်လက်နက်တွေထုတ်လုပ်ဖို့အတွက်ပန့်ဖို့ဖို့အတွက်မြန်မာနိုင်ငံကိုအတုံးချလာမှာဖြစ်တယ်။အဲ့ဒီလမ်းကြောင်းကိုလည်းကျွန်မတို့မြင်နေရတယ်။နောက်ထပ်အဲဟိုဝါရီလည်းရှိသေးပေါ့။ရည်ရွယ်ချက်တွေလည်းနိုင်ငံရေးရည်ရွယ်ချက်တွေလည်းရှိသေးရှိသေးတယ်ပေါ့ရှင်။မြန်မာနိုင်ငံအတွက်ကောင်းကျိုးပြုမှလားဆိုတော့ဘယ်ဘက်ကမှကောင်းကျိုးပြုလာမယ်လို့တော့ကျွန်မမထင်ဘူး။ ျွန်တော်ပြည်သူလူထုကိုပို့ပြီးတော့အပို့ပြီးတော့နှိပ်စက်မဲ့အကွက်တွေလို့ပဲကျွန်မမြင်နေပေါ့နော်နောက်တစ်ခုကဒီရင်းနှက်စိတ်ကန်းနေမှာရုရှားစစ်သင်္ဘောတွေကတ်လာရင်အဟိုကတ်လာခဲ့တဲ့အခါရုရှားအနေနဲ့ဘာအကျိုးမြတ်ရမလဲမြန်မာနိုင်ငံအတွက်ဘာအကျိုးမြတ်ရမလဲဒါကိုကျွန်မပြောချင်တာအဲ့တော့ရုရှားအနေနဲ့ကယူကရိန်းနဲ့ပတ်သက်တဲ့စစ်ပွဲတွေမှာနိုင်ငံတကာရဲ့ကျင့်ဖယ်မှုကိုခံနိုင်ရတာလည်းအမှန်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့အာနာရှင်ဦးဘယ်နိုင်ငံမှရဲရဲမထောက်ခံရဲပါဘူး ဆိုတော့ရုရှားကိုဒီရေနံရောင်းချမှုတွေပိတ်ပင်ထားတဲ့နိုင်ငံတွေရှိတယ်အများကြီးရှိတယ်။အဲနောက်တစ်ခုကစစ်လက်နက်ရောင်းချမှုတွေကိုပိတ်ပင်ထားတဲ့နိုင်ငံတွေအများကြီးရှိတယ်။အဲ့တော့ရုရှားဟာစစ်လက်နက်ရောင်းချမှုတော့မြန်မာနိုင်ငံကိုအတုံးချလာမှာဖြစ်တယ်။ဘလို့အတုံးချလာမှာလဲဆိုမြန်မာနိုင်ငံမှာမြန်မာနိုင်ငံကိုစစ်လက်နက်ရောင်းချခဲ့တာကရုရှားက20လောက်ရှိနေပြီဖြစ်တယ်ပေါ့နော်။ဒါပေမဲ့အာရှနိုင်ငံတွေအနေနဲ့စစ်လက်နက်ဝယ်ယူမှု နှုံးဟာတခြားနိုင်ငံတွေနဲ့ကဘာကြီးနဲ့အဲအားလုံးနဲ့ရှင်လိုက်လို့ရှိရင်တော့ရုရှားအနေနဲ့တိတ်ပြီးတော့မတ်လောက်ဆရာမရှိဘူးဆင်းရဲတဲ့နိုင်ငံတနိုင်ငံကဝယ်ယူအားပေးနေခြင်းသာဖြစ်တယ်ဆိုတော့တိတ်မတ်လောက်ဆရာတော့မရှိဘူးပေါ့ဒါပေမဲ့လည်းရုရှားမှာမြန်မာနိုင်ငံကိုအတုံးချနိုင်တဲ့တခြားကိစ္စရပ်တွေအများကြီးရှိတယ်။အဲ့ဒါကတော့ရုရှားသင်းမောတွေမြန်မာနိုင်ငံကိုကပ်ခွင့်ရမယ်ဆိုရင်ဘာတွေရုရှားအတွက်ဘာတွေအကျိုးရှိမလဲဆိုရင် စစ်လက်နက်ရောင်းချမှုဟာမြန်မာနိုင်ငံကိုအတုံးချလို့ရတယ်ရှင်မြန်မာနိုင်ငံလမ်းကြောင်းကနေတဆင့်ဒါရုရှားရဲ့တင်မောတွေတခြားနိုင်ငံတွေကိုထွက်ခွာပြီးတော့မှနော်ဒီမြန်မာနိုင်ငံကိုအတုံးပြုတ်ပြီးတော့မြန်မာနိုင်ငံကနေတဆင့်နော်စစ်လက်နက်ပို့တဲ့ကိစ္စရက်တွေကိုလှုပ်ဆောင်နိုင်တယ်နော်အဲ့ရုရှားကအဲ့အတွက်အအကျိုးရှိရပေါ့ရှင်နော်နောက်တစ်ခုကရုရှားရဲ့ဟိုဟာတွေပေါ့ ထောက်လန်းရေးသင်းမောတွေကလည်းမြန်မာနိုင်ငံမှာကက်ခွင့်ရသွားမယ်။ရုရှားထောက်လန်းထောက်လန်းရေးသင်းမောတွေကဘယ်ဘယ်နိုင်ငံရဲ့စိတ်ကမ်းမှာမှကက်ခွင့်သိမ်းမရဘူး။အဲ့ဒီအတွက်ရုရှားဟာကျွန်တော်တို့မြန်မာနိုင်ငံကိုအသုံးချမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ခြုံငုံသုံးသပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီလိုအခြေအနေတရက်ကိုရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံဟာကျွန်တော်တို့ဒီအခြေအနေကနေကြော်လွားဖို့ဆိုလို့ရှိရင်ဒီတော်လန်ရေးကိုဒီမှာရမှာပဲရမှာ။ တော့ကျမတို့ကတနက်လည်းမကင်နိုင်ဘူးအဲ့တော့ခွက်ကင်နေပေါ့ရှင်အဲ့တော့ကျမတို့ဒီ campaign တွေလုပ်ပေးနေတယ်ဆိုတာကမြန်မာနိုင်ငံမှာရှိနေလက်ရှိစစ်ကောင်စီမှာเนาะကြံ့နေသေးတဲ့နေမီတွေเนาะအတိုင်းဒေသကြီးတွေကိုထပ်ပြီးတော့တိမ့်နိုင်ဖို့အတွက်เนาะဒါဟာတော်လန်ရဲ့အဆုံးဖြတ်ပဲဖြစ်တယ်အဲ့တော့ဒီတစ်ခုဒီတော့အရာကိုပဲကျမတို့ကပံ့ပိုးရမှာဖြစ်တဲ့အတွက်อืม စစ်တောင်းကိုစံအိမ်အပြန်ဆိုတဲ့ကန်ဆမ်းမဲလက်မှတ်လေးနေပြီးတော့အနီးနေပြီးတော့ ਨੇ အနီးကပ်ဆုံးဖြစ်တဲ့နော်တောင်ကိုခရိုင်နော်မြို့နယ်ပကပကနေပြီးတော့ဦးစီကျင်းပါတဲ့ဒီကန်ဆမ်းမဲလက်မှတ်လေးတွေကိုကျွန်မအနေနဲ့ရောင်းချနေခြင်းဖြစ်တယ်ဝယ်ယူအားပေးဖို့တိုက်တွန်းလိုရဲတကယ်လို့ဝယ်ယူမယ်ဆိုရင်ကျွန်မကိုဆက်တယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကဲ ပရိသတ်ကျူရမိုင်တေတေပြောတော်တော့ပရိသတ်ကျူရမင်းတို့တတ်ချက်လေးတွေကိုကွန်မန့်မှာရေးပြပါပြီးတော့ဆက်ပြောချင်တာကနော်အမိုင်တေတေဒီအဲရောင်းပေးတဲ့ဒီကမ်ပိန်းအာမဲလေးကိုပေါ့နော်အမ်ကျွန်တော်တို့နော်မလေးရှားမှာ ရှိတဲ့ငေကိုတွေအဝါယူအပိချင်းနေဆိုလို့ရှိရင်ပေါ့နော် အမိုင်တေတေပေါ့နော်သူရဲ့ Facebook မှာဆိုလို့ရှိရင်တေတေအေးဆိုပြီးမှရှာလိုက်လို့ရှိရင်လည်းပေါ်လာလိမ့်မယ်သူရဲ့အာ TikTok ကပဲဖြစ် Facebook ကပဲဖြစ်ပေါ့နော်စစ်တွက်ပြပါ ဝယ်ယူအားပေးကြပါလို့ပြောချင်ပါတယ်ဘောမတွေကတော့မရပါဘူးเนาะဘောမတွေကဝယ်ဝယ်လို့မရပါဘူးတကယ်လို့ဝယ်ချင်တယ်ဆိုလို့ရှိရင်မင်းတို့တော့ဈေးတမျိုးလေးရှိလိမ့်မယ်เนาะရကျင်းနေတဲ့ပုံမှန်တွေပြောတာเนาะကဲဟုတ်ပြီဒီနေ့ဇန်ဒီတော့ပါပဲအဆုံးထိကြည့်စုပြတဲ့သူရောက်စီတဲ့အရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တင်အတိလေးတွေနဲ့ပြန်ဆုံကြရအောင်เนาะကဲဘိုင်ဘိုင်